မင်းသွားပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအမရပူရမြို့နယ်မှာဒေါက်တာတေစာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ရဲ့စာနာပြတဲ့ဓာတ်ပုံများကိုလိုက်လံပြသပြီးတော့ သူတို့ကိုတရင်ပေးရင်ငွေကျပ်300ချင်းမြင်မယ်ဆိုပြီးပြည်သူများကိုစစ်တပ်ကလိုက်လံစီးယုံနေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီသမလာ3ရက်နေ့ကမန္တလေးမြို့ပေါ်မှာဒေါက်တာဒေဇာဆန်းကိုနန်းလင်းနဲ့ကိုခတ်ဝေဖြိုးတို့ကဆန္ဒပြခဲ့ပြီးတော့ဆန္ဒပြမှုနဲ့အတူ ဒီဇင်ဘာလ10ရက်နေ့ကတနိုင်ငံလုံးအတန်တိတ်တပိတ်မှာပါဝင်ရန်စီယုံလှုပ်ဆော်သွားတဲ့အတွက်အကြမ်းမဆက်တက်ကတပိတ်ကောင်းဆောင်များကိုဖမ်းဆီးရရှိရေးအတွက်နီလန်မျိုးစုံနဲ့စူးစမ်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုစူးစမ်းတဲ့နီလန်များတွေကမတ်တလေးမြို့ပတ်ဝန်းကျင်မှာရှိတဲ့မြို့များကြီးပါများကိုအဲဆင်းများလိုက်လံဆက်ဆီးလျက်ရှိတယ်လို့သိရပါတယ်။ အဲဆင်းစစ်တဲ့အချိန်မှာဒေါက်တာဒေစာဆန်းအပါဝင်တပိတ်ခေါင်းဆောင်များရဲ့ဓာတ်ပုံများကိုပြတာကမြင်ဘူးချင်းရှိမရှိအကယ်၍တွေ့ရှိပါကချက်ချင်းအကြောင်းကြားရတဲ့ငွေချက်300ချင်းမြင့်ပေးမယ်ဆိုပြီးစစ်တပ်ကလိုက်လံစီယုံပြောဆိုနေတယ်လို့သိရပါတယ်ကျမတို့အမရပူရတောင်မြို့မှာတောက်ကြနေဒီဇင်ဘာလ9ရက်နေ့ညပိုင်းကအဲဆင်းနေလိုက်စစ်နေပါတယ် စီရင်တဲ့ပိန်ပိန်သေးသေးမျက်နှာနဲ့ကိုဒေသာဆန်းဓာတ်ပုံနဲ့သပိန်ပေါက်ကြတဲ့သူတွေရဲ့ဓာတ်ပုံတွေကိုပြပါတယ်။အဲစီရင်စစ်တာကလည်းအင်ရှင်အင်ကအကုန်လုံးအိမ်အောက်ကိုဆင်းပြီးတော့ပြရတယ်။သူတို့ကအင်ကန်းတွေကချင်းတော်မှာလှန်ပြီးတော့စစ်တာပါ။အင်နာတွေတွေလည်းဝင်စစ်တယ်။ဓာတ်ပုံထဲမှာပါတဲ့ကိုဒေသာဆန်းကိုတွေ့ရင်နိစ္စရရဲစခန်းနဲ့ရက်ကွက်ရုံးကိုအချောင်းချောက်ကိုမှားထားပါတယ်။အဲလိုမျိုးအချောင်းချောက်ပြီးရင်ငွေချက်သိန်းနေရပေးမယ်လို့လည်းပြောတယ်လို့ တာမျိုးကပြည်သူတို့ကအတီးပြုပြောကြထားပါလေအမရပူရမျိုးနယ်ကအခြားပြည်သူများကလည်းစစ်တပ်ကကိုတေစာဆိုင်ရဲ့ဓာတ်ပုံနဲ့တပိတ်ကောင်းဆောင်များရဲ့ဓာတ်ပုံများကိုလိုက်လံပြသပြီးတော့မေးမြန်းစုံစမ်းမှုများလုပ်နေတာဟာမှန်ကန်ကြောင်းသတင်းပေးဖို့ပြောကြားထားပါတယ်ဒီဇင်ဘာလ3ရက်နေ့ကလူလူအရေးတော်ပုံခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါက်တာတေးစာဆန်းကိုနန်းလင်းရန်ကုန်နဲ့ကိုခန့်ဝေဖြို့စကိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များဟာပြည်သူလူထုနဲ့အတူပူးပေါင်းကဝေကောက်ပွဲဆန့်ချေရေးဆန္ဒပြခဲ့ကြတယ်။မန္တလေးတိုင်းချမ်းရည်တာဆန်မြို့နယ်မှာရှိတဲ့လမ်းဘေးဈေးတန်းကိုဒီဇင်ဘာလ၄ရက်နေ့ည၁၀နာရီဝန်းကျင်အချိန်မှာအလဲပိုင်းတိုင်းစစ်တိုင်းမှုအမိန့်နဲ့ စစ်တပ်နဲ့စီပင်ကဝင်းရောက်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ကစန္ဒပြပွဲဖြစ်ပွားရာချိုင်းအီတာဇန်အနောက်ရက်ကွာ29လမ်း84 85လမ်းကြားမှာရှိတဲ့လမ်းဘေးဈေးဆိုင်များကိုဝင်းရောက်ဖျက်ဆီးခဲ့ပြီးတော့အနည်းဆုံးဆိုင်ကန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တိုင်းသာလက်နက်ကိုင်းအဖွဲ့များမရှိတော့တဲ့အချိန်ကြောင်းမှာစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကို အစင်းစင်ရှော့ချသွားနိုင်မှာဖြစ်တယ်လို့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ကပြောဆိုလိုက်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကပြင်းလွယ်တက်နေမှာစစ်တပ်အရာရှိစစ်သည်မိသားစုများနဲ့ဘိုးလောင်းများကိုအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ကအခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုက်ကစစ်တပ်အနေနဲ့နိုင်ငံရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာခေတ်ဆက်ဆက်တမိုင်းကြောင်းများအရာပါဝင်ခဲ့ရတယ်လို့ပြောပါတယ်။တမိုင်းကြောင်းအရာဖြစ်ပေါ်နေတဲ့အခြေအနေများအရာစစ်တပ်အနေနဲ့နိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာဆက်လက်ပြီးတော့ပါဝင်နေရဦးမှာဖြစ်တယ် ယ်လို့ပြောပါတယ်နိုင်ငံမှာဒီမိုကရေစီစနစ်ထွန်းကားပြီးတော့တိုင်းဒါလန်တန်ကိုင်းအဖွဲ့များမရှိတဲ့အချိန်ကြမှာစစ်တပ်အနေနဲ့လွတ်တော်ထဲမှာပါဝင်နေမှုကိုအစစ်အစစ်ရှော့ချသွားနိုင်မှာဖြစ်တယ်လို့ပြောပါတယ်လက်ရှိချိန်မှာစစ်တပ်ကနိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍမှာပါဝင်နေရခြင်းကြောင့်လုပ်ငန်းများကိုမှန်မှန်ကန်ကန်နဲ့စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်စစ်တပ်ရဲ့အဓိကတာဝန်ဟာနိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရန်ဖြစ်တော်လဲခေတ်ဆက်ဆက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေများအရပြည်တွင်းတောင်းကျမှုနှိမ်နှင်းရေးအခမ်းကဏ္ဍမှာလည်း ပါဝင်နေရခြင်းဖြစ်တယ်လို့ပြောပါရယ်လက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့လက်နက်ကိုင်များကိုတိုက်ချက်ဆောင်ရွက်ရရှိကြောင်းမင်းအောင်လိုင်းကဆက်လက်ပြောဆိုလိုက်ပါရယ်အမျိုးသားညီညွတ်ရေးအစိုးရကတော့နိုင်ငံရေးဥတီချက်6ချက်ကိုတောင်းဆိုထားပြီးစစ်အာဏာသိမ်းမှုဖယ်ရှားပြီးတော့မြန်မာစစ်တပ်ရဲ့နိုင်ငံရေးပါဝင်နေခြင်းအားအဆုံးသတ်ရန်လက်နက်ကိုင်တပ်ဖွဲ့များအလုံးဒီမိုကရေစီနှီးကြရွေးကောက်တင်မြှောက်ထားတဲ့အယသာအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာအပြည့်အဝထားရှိရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြည့်အတိုင်ဖျက်သိမ်းရန်နဲ့ ၎င်းကိုပြန်လည်အသက်သွင်းရန်စူးစမ်းနေမှုမှန်သမျှကိုတိုက်ဖျက်ရန်သက်ဆိုင်သူများအားလုံးလက်ခံနိုင်တဲ့ Federal နဲ့ Democracy စနစ်ကိုအခြေခံနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကိုပြဋ္ဌာန်းရန်ထောက်ပေါ်လာတဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ Federal Democracy ပြည်ထောင်စုအစ်စ်ကတည်ဆောက်ရန် ပရိပကအတွင်းလိန်နဲ့ကြားမအပေါ်အခြေခံတဲ့အကြံပေးမှုများအပါအဝင်မတရားကျူးလွန်ခံရသူများအထက်တရားမျှတမှုရရှိရေးနဲ့အတွင်းကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်များကိုဖော်ဆောင်ရန်တောင်းဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိမ့်မှုအတွင်းမွန်ပြည်နယ်မှာစစ်ခွေးတပ်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြို့နယ်တွေမရှိခဲ့ပေမဲ့အခုကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာတော့နယ်မြေကွက်ပြီးတော့ရွေးကောက်ပွဲကျင်းပသွားဖို့စီစဉ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနှစ်ကုန်ပိုင်းနဲ့နောက်နှစ်နှစ်ဆန်းပိုင်းအတွင်းမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း၁နဲ့၂မှာမွန်ပြည်နယ်ကမြို့နယ်ခုနှစ်ခုမှာအပြည့်အဝမကျင်းပနိုင်ကြောင်းစစ်ကောင်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလ6ရက်နေ့မှာဝန်ခံလာတာကိုတွေ့ရပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ဝါရဖြန့်သတင်းစာတွေရဲ့ဖော်ပြချက်အရာ မွန်ပြည်နယ်ကစိုက်ထူစိုက်မရောတထုံဘီလင်ပေါင်တန်ဖြူစီရနဲ့ရင်းရုံနယ်မှာရှိတဲ့ခြေရွာအုပ်စု140မှာရွေးကောက်ပွဲမချင်းမနိုင်ဘူးလို့ဆိုပါတယ်။အကြောင်းပြချက်ကတော့ခြေရွာအုပ်စု140မှာလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိလို့ရွေးကောက်ပွဲတွေကျင်းပပြုလို့မှမဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှ၁၀စာလုံးအရထုတ်ပြန်ကြေညာထားပါတယ်။ဒါကြောင့်မြို့နယ်10ခုရှိတဲ့မွန်ပြည်နယ်မှာရွေးကောက်ပွဲကိုမော်လမြိုင်ချောင်းစုံနဲ့မူရုံမြို့နယ်တွေမှာသာအပြည့်အဝကျင်းပနိုင်မယ့်သဘောဖြစ်ပြီးတော့ဂျန်တဲ့မြို့နယ် တွေမှာတော့မြို့ပေါ်နဲ့ခြေရွာအုပ်စုတွေကိုကွက်ပြီးတော့ချင်းပမဲ့အခြေအနေဖြစ်နေပါတယ်ခြေရွာအုပ်စုပေါင်း468အုပ်စုရှိတယ်မွန်ပြည်နယ်မှာတော့စစ်ကောင်မရှင်ကခြေရွာအုပ်စု340မှာလေးကောက်ပွဲမချင်းပနိုင်ကြောင်းဝန်ခံထားတာကြောင့်ရာဂိုင်းလုံးအနေနဲ့29.9ရာဂိုင်းလုံးကျော်လေးကောက်ပွဲမချင်းပနိုင်တာပဲဖြစ်ပါတယ်မော်ဘီဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနကဌာနမှူးနိုင်တလနိုင်ကမော်ဘီနယ်ကတချို့သောမြို့နယ်တွေတာမကတနိုင်ငံလုံးက နေရာဒေသအများပြားကိုစစ်ကောင်မရှင်ကမထိန်ချုပ်နိုင်လို့အခုလိုဖြစ်လာတာလို့သတင်းပေးပို့ပြောကြတာပါပဲစစ်ခွဲအုပ်စုကမော်ပြည်နယ်ရဲ့တချို့သောမြို့နယ်တွေကိုမထိန်ချုပ်နိုင်တာမဟုတ်ပါဘူးတနိုင်ငံလုံးကနေရာဒေသတော်တော်များများကို စစ်ခွေးတွေကမထိန်ချုပ်နိုင်တော့တဲ့အခြေအနေဖြစ်နေတာပါဒါကောင်မှသူကရွေးကောက်ပွဲကိုအတင်းအဓမ္မမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့စူးစမ်းနေလို့သာဒီအခြေအနေဖြစ်လာတာဖြစ်ပါတယ်တနိုင်ငံလုံးအခြေအနေကိုကျွန်တော်တို့ခြုံကြည့်ရင်လေတော်လိုင်းတပ်ဖွဲ့တွေကတော်လိုင်းအင်အားစုတွေထိန်ချုပ်ဆုံးမထားတဲ့နယ်မြေတွေပို့ပြီးတော့ကျယ်တက်နေတာကိုတွေ့ရပါတယ်လို့ပြောဆိုထားပါတယ်ရွေးကောက်ပွဲတွေကျင်းပနိုင်ခြင်းမပြုမဲ့နယ်မြေတွေရဲ့စည်းရင်းကိုကြည့်ရင်ကြိုက်ထုံမြို့နယ်မှာ28ရွာတထုံမြို့နယ်မှာ18ရွာနဲ့ ။ကြိုင်မေရောမြို့နယ်မှာ34ဝအထိအများဆုံးဖြစ်ပြီးတော့အပိုင်း1မှာလည်းကျေးဝါအုပ်စု85ခုအထိပါဝင်နေတာကိုတွေ့ရပါတယ်။အပိုင်း2မှာလည်းဘီးလင်းမြို့နယ်မှာ28ရွာ၊တန်ဖြူစရမြို့နယ်မှာ10ရွာ၊ရေးမြို့နယ်မှာ23ရွာနဲ့ 外面的马路，南宋李娃，十四坊街娃后首，朝上阿姑梯，最高坡么街娃奶奶，人民公园的马台对面阿姑堆阿娃嘞，阿里地道里嘛，奶奶看到嘞，伊阿是哩，是阿那先生嘞三姐伊在坡里，坡上里阿是细的路，走到街娃里嘛，人民树木塘奶奶阿多，是讲么些阿哩呢？有阿里阿姑的阿别娃，听众奶奶在听，听阿是娃嘞，看苗。 ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော်ဇေယသရီမြို့နယ်မှာအင်းစည်းကားတစ်စီးလမ်းမကတစ်ပင်ကိုဝင်တိုက်ပြီးတော့ကားပေါ်မှာပါလာတဲ့ဒုနှဦးဟာအချိန်မီစိတ်ကူတောက်ွင့်မရတာကြောင့်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဖြစ်စဉ်ဟာရန်ကုန်မန္တလေးလမ်းဟောင်းကိုဖြတ်သွားတဲ့ဇေယသရီမြို့နယ်စိုက်ပျိုးရေးကျောင်းအနီးမှာဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနက်3နာရီလောက်ကဖြတ်သွားတော့လမ်းဘေးမှာကားကိုတွေ့တယ် ူတွေမရှိဘူးထင်တယ်မနဲ့မိုးဆင်ဆင်လင်းဆိုတော့လူတွေသတိမထားမိတာလမ်းသွားလမ်းလာနဲနေတဲ့အချိန်ဆိုတော့ဘယ်သူမှသတိမထားမိကြတာဖြစ်ဖြစ်ချင်းလူတိခဲ့ရင်တော့အသက်ရှင်နိုင်တယ်လို့ဇေယသီရိမြို့နယ်မှာနေထိုင်သူတဦးကအတီးပြုတ်ပြောကြားထားပါတယ်ကားတိုက်မှုဖြစ်စဉ်ဟာညသကောင်ကနေမနေ့3နာရီခန့်မှာဖြစ်နိုင်ပြီးတော့မနေ့6နာရီခန့်မှာတော့လူမှုကွန်ရက်အဖွဲ့တွေနဲ့ရဲတွေရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါရယ်လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့တွားရောက်ကြည့်ရှုတဲ့အချိန်မှာတော့ကားပေါ်မှာပါလာတဲ့ဒူနာဦးစလုံးတိတ်ဆုံးနေတဲ့အတွက်စေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ဘုဆေတနာပရိဒအသင်းကထုတ်ပြန်ထားပါတယ် သေဆုံးသူ9ဦးဟာလူလက်ပိုင်းအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ဖြစ်ပြီးတော့သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းဟာ2021ခုနှစ်ရှေ့ပိုင်းကာလတွေမှာခရီးသွားကားတွေနဲ့ကုန်တင်ကားတွေအိမ်စည်းကားတွေနေရောညပါသွားလာနေခဲ့ပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့စစ်ခွေးတိုက်ရဲ့စစ်ဆင်မှုတွေနဲ့လုံခြုံရေးအခက်အခဲတွေကြောင့်အသွားအလာနည်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့လမ်းဘေးတစ်ပင်ကိုကားဝင်တိုက်ပြီးလူသေဆုံးဖို့နဲ့ပတ်သက်ပြီးတော့နေပြည်တော်ကလူမှုကွန်ရက်ကယ်ဆယ်လှုပ်ဆောင်သူတို့ ကအချိန်မီသိရင်တော့ကဲတင်နိုင်မှာပါလို့ပြောပြထားပါဗါးစစ်ခွေးတွေအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာစီးပွားရေးကြဆင်းမှုတွေကုန်စည်နှုန်းကြီးမြင့်မှုတွေနဲ့အထွေထွေအကြက်တဲတွေကြုံနေသလိုတရားဥပဒေစိုးမိုးမှုမရှိတာကြောင့်ခရီးသွားလုပ်ငန်းတွေလည်းရပ်တန့်နေပြီးတော့လမ်းဘဆက်သွယ်ရေးတွေလည်းရခင်ကလို့စီကားမှုမရှိတော့ဘူးလို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတခခိုင်မဲဆောက်မြို့မှာပြုလုပ်တဲ့ကြောက်ဖော့ဖရောရိုးရပွဲတော်ဖျော်ဖြေပွဲမှာမြန်မာအစိုးရအင်ချင်နဲ့ဝေလာတို့လာရောက်တိစုဖျော်ဖြေပေးမယ်မြန်မာအတိုင်းဝိုင်းကတော့တွားရောက်ကြည့်ရှုသူမရှိတဲ့လောက်နေပါခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဖျော်ဖြေပွဲကိုမဲဆောက်မြို့မြို့နယ်အုပ်ချုပ်ရင်းမှုရုံး အန်ဖိုယုံဝင်းအတွင်းထဲမှာမနေ့ကဒီဇင်ဘာလ6ရက်နေ့နဲ့ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့နေ့ရက်ဆက်တိုက်ကျင်းပမှာဖြစ်ပြီးတော့မြန်မာအစိုးရတွေဖြစ်တဲ့အင်ချစ်မေလာတန်းစင်ဝေလာနဲ့နော်နော်တို့လည်းပါဝင်တည်ဆို့ကြမှာဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့ကြောက်ဖို့ဖရောရိုးရပွဲတော်ဖြော်ပြပွဲမှာမြန်မာနိုင်ငံကနေလာရောက်တည်ဆို့ဖြော်ပြတဲ့သူတွေကို စစ်ခွေးတိုက်ရဲ့ရွေးကောက်ပွဲအတွက်လာရောက်မဲပေးဖို့စီယုံလှုပ်ဇော်ရမှာပါဝင်ထားကြတဲ့သူတွေဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ပွဲရောက်ကြည့်ရှုတာမျိုးမလုပ်ကြဘဲသပိတ်မောက်ကြဖို့ကို FNCC Burma Fact Check Community ကတိုက်တွန်းထားပါတယ်စစ်ခွေးတွေအာဏာသိမ်းတဲ့ကာလအတွင်းမှာစစ်ကောင်စီအောက်စုနဲ့ပူးပေါင်းပါဝင်ပြီးတော့စစ်ခွေးတွေအလို့ကျလှုပ်ဆောင်ပေးနေတဲ့တရုတ်ဆောင်အမှုပညာရှင်တွေဟာသတရုတ်ဆောင်တွေနဲ့ အစိုးရတွေကိုလူမှုရေးပြည်ထောင်ဝိုက်ကပ်ပြုလုပ်ကြဖို့တော်လိုင်းရေးမှာပါဝင်တဲ့အင်အားစုတွေကလည်းတိုက်တွန်းမှုတွေရှိနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကလည်းအာနာသိန်းစစ်တပ်ကိုထောက်ခံခဲ့တဲ့အစိုးရယုံလေးဆိုတဲ့အောက်တန်းစားစီစဉ်ရိုက်ခူးတဲ့မြို့ပြတွေကလမ်းမရုပ်ရှင်ဇာတ်ကားကိုဝိုက်ကပ်ပြုလုပ်ဖို့တိုက်တွန်းခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နိုဝင်ဘာလသရုတ်ကပတ်အတွင်းအချမ်းမဆစ်ခွေးရည်စီကနေအလင်းဝင်လာတဲ့စစ်သားရဲနဲ့ပြည်သူဆက်14ဦးထိရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြခဲ့တဲ့လားနိုဗမာလာသရုပ်ထပ်ပတ်အတွင်းမှာအထပ်ပတ်စစ်ခွေးတွေဘက်ကအလင်းဝင်လာသူစစ်သားရဲနဲ့ပြည်သူစစ်စေရင်စုစုပေါင်း14ဦးရှိပြီးတော့တိုက်ပွဲများအတွင်းမှာစစ်တုံးဘန်းအဖြစ်နဲ့ဖမ်းဆီးရမိသူ6ဦးထိရှိတယ်လို့ ီသူဘန်းနိုင်ကထုတ်ပြန်လာတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့14ဦးထဲမှာစစ်မတော်တပ်သားတဲ့ဆန္ဒဦးပါဝင်ပြီးတော့ KNB နဲ့တအူးမကွေးတိုင်း၈ဦးဗနင်းတိုင်းတိုင်း၅ဦးတို့ကတော်လိုင်းရဲ့ဘက်ကိုလာရောက်ပြီးတော့ပူးပေါင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါအပြင်တိုက်ပွဲများအတွင်းမှာစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးထားသူလဲ၆ဦးရှိနေပြီးတော့ချင်းပြည်နယ်မှာစစ်သား၂ဦးမကွေးတိုင်းမှာပြည်သူစစ်၂ဦးနဲ့ကချင်းပြည်နယ်မှာပြည်သူစစ်၂ဦးတို့ကိုတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရမိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ Thank you.